ရုရှားရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ကျူးကျော်မှုကိုယူကရိန်းကခုခံတိုက်ခိုက်နေတာဒါဟာ၃နှစ်ကြာခဲ့ပါပြီ။ဒါပေမဲ့2025ခုနှစ်ဖေဖော်ဝါရီလ24ရက်ဟာနှစ်ပတ်လည်နေ့ရက်တစ်ခုသာမကပဲအလှည့်ပြောင်းတစ်ခုလည်းဖြစ်ပါရယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြန်လည်အာဏာရလာတဲ့အခါကမ္ဘာကနောက်ဘာတွေဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်နေပါရယ်။အမေရိကန်ကယူကရိန်းကိုဆက်လက်ထောက်ခံမှာလား။ဒါမှမဟုတ်ရုရှားကိုဥရောပကတကူရဲရင်ဆိုင်ရတော့မှာလား။တခုထေချာတာကတော့ဥရောပဟာဘာဖြစ်မလဲဆိုတာကိုစောင့်မနေပါဘူး။ တိုက်ကြီးဟာအစိုးဆုံးအခြေအနေအတွက်ပြင်ဆင်နေပါပြီရုရှားကတိုက်ခိုက်ခြင်းရဥရောပကအဆင်သင့်ပါပဲကဲဒါဆိုရင်ဥရောပဘယ်လိုရိစီဇန်ထားသလဲဆိုတာတစ်ချက်လောက်ကြည့်ကြည့်အောင်ဥရောပရဲ့ဆုံးဖြတ်ချက်ဒါဆိုရင်ဥရောပမှာဘယ်လိုစီဇန်တွေရှိနေတာလဲရုရှားရဲ့ထိန်းချုပ်မှုရောဥရောပကဘယ်လိုတံပြန်မှုရည်ရွယ်ထားလဲအမေရိကန်ကနောက်ဆုတ်သွားရင်ဘာဖြစ်လာမလဲယူကရိန်းနိုင်ငံ KF မြို့မှာကျင်းပတဲ့သမိုင်းဝင်စည်းဝေးကနေစကြည့်အောင်အဲ့ဒီမှာဥရောပကောင်းဆောင်တွေကတစုံတစ်ခုကိုတေချအောင်လုပ်ခဲ့ကြတယ် သူတို့နောက်ဆုံးမှာမဟုတ်တော့ဘူးကျူးကျော်မှုသုံးနှစ်ပြည့်တဲ့နေ့မှာကိရက်မျိုးကမြင်ကွင်းဟာတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်အနောက်နိုင်ငံကခေါင်းဆောင်73ယောက်ဟာယူကရိန်းမျိုးတော်မှာစုဝေးပြီးရဲဝံ့တဲ့တရင်စကားကိုပေးပို့ခဲ့ကြပါတယ်အဲ့ဒီအစည်းအဝေးမှာယူကရိန်းသမ္မတဇယ်လန်စကီကသူတို့ကိုလက်ကမ်းကြိုဆိုခဲ့ပါတယ်သမ္မတထရန့်ကိုမတွေ့ရပါနဲ့သူ့ရဲ့အရေးကအများကြီးလွှမ်းမိုးနေပါတယ်ဝါရှင်တန်ကထွက်ပေါ်လာတဲ့စကားလုံးတွေကိုဥရောပခေါင်းဆောင်တွေကတွယ်ဝိုက်ပြီးပြစ်တင်ဝေဖန်ခဲ့ကြပါတယ် ပြီးတော့ယူကရိန်းရဲ့အထောက်အချာအာဏာနဲ့ပတ်သက်လို့သူတို့ရဲ့ဂတိကိုယ်ကိုကိုနှစ်ဆတိုးခဲ့ကြပါတယ်။အဲ့ဒီတွေထဲမှာကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen တို့လိုအင်အားကြီးသူတွေပါဝင်ပါတယ်။ Trudeau က Zelensky ကိုရွေးကောက်ခံဒီမိုကရက်တစ်ကောင်းဆောင်လို့ခေါ်ဆိုခဲ့ပြီး Trump ကိုတိုက်ရိုက်ထိုးနှက်ခဲ့ပါတယ်။သူက Trump ရဲ့အင်အားသင့်စရာ Truth Social Media Post ကိုရည်ညွှန်းတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီ post မှာ Trump ကယူကရိန်းသမ္မတကိုရွေးကောက်ပွဲမရှိတဲ့အာဏာရှင်လို့တစိုက်ကတ်ခဲ့ပါတယ်။ ဒီစကားလုံးတွေရှိပေမဲ့ Spain, Latvia, Estonia နဲ့ Finland နိုင်ငံတို့ကခေါင်းဆောင်တွေရုရှားရဲ့ရန်လိုမှုရဲ့အကျိုးဆက်တွေကိုသိတဲ့နိုင်ငံတွေအားလုံးက Zelensky နဲ့အတူရှင်တွဲရည်တည်ခဲ့ကြပါဗျ။ပြီးတော့အဲ့ဒီအစည်းအဝေးကို online ကနေပါဝင်ခဲ့တဲ့ခေါင်းဆောင်24ဦးကိုလည်းမမေ့တင်ပါဘူး။သူတို့ကကမ္ဘာကိုအင်အားကြီးမားတဲ့သတင်းစကားပေးပို့ခဲ့ပါဗျ။ဥရောပဟာအမြဲတမ်းစုစည်းဖို့နီးလန်းရှာတွေ့ပါလိမ့်မယ်။သူ့ရဲ့အစည်းအဝေးညီညွတ်မှုဟာအကန့်အသတ်တွေကိုကျော်လွန်တဲ့အင်အားတစ်ခုပါ။အဲ့ဒါကတကယ့်နယ်နိမိတ်တွေရော digital နယ်နိမိတ်တွေရောပါ။ ဒါပေမဲ့ဒီစည်းဝေးဟာတင်ကြေတပြရတဲ့လှုပ်ဆောင်ချက်တခုမဟုတ်ပါဘူး။အနောက်နိုင်ငံတွေကလှုပ်ဆောင်မှုအစဉ်အသင့်ဖြစ်နေပါတယ်။ဥရောပရဲ့အစီအစဉ်ဥရောပဟာဇယ်လန်စကီးရဲ့ခိုင်မာတဲ့လုံခြုံရေးအာမခံချက်အတွက်တောင်းဆိုမှုကိုလျှင်မြန်စွာလှုပ်ဆောင်ပေးခဲ့ပါတယ်။ယူကရိန်းရဲ့နောက်ထပ်အကူအညီမှုအစီအစဉ်အတွက်ဒေါ်လာ21ဘီလီယံထိရရှိနိုင်ပါတယ်။ဒါဟာဝိုင်းရံပိတ်ဆို့ခံထားရတဲ့နိုင်ငံအတွက်အသက်ကယ်ကြိုးတစ်ခုလိုပါပဲ။ဘရက်ဆဲမှာနိုင်ပိုင်းလိုမှာတွေ့ဆုံခဲ့တဲ့ဥရောပနိုင်ငံသားရေးဝန်ကြီးတွေက ေးစိတ်အချက်လက်တွေကိုဆွေးနွေးနေကြပါပြီ။ရုရှားရဲ့စွန့်အင်ပုံတွေရေးတည်ယူပို့ဆောင်ရင်းနဲ့ငွေကြေးဝန်ဆောင်မှုတွေကိုပြစ်မှတ်ထားတဲ့အရေးယူပိတ်ဆို့မှုအသစ်တွေကိုထည့်ပေါင်းလိုက်ရင်တခုကရှင်းသွားပါပြီ။ဥရောပဟာရုရှားကိုအပြစ်ပေးဖို့တကယ်ကိုကြိုးစားနေကြတာပါ။ဒါကအစပဲရှိပါသေးတယ်။မက်လာ6ရက်နေ့မှာဥရောပခေါင်းဆောင်28ဦးဟာယူကရိန်းနဲ့ဥရောပရဲ့အနာဂတ်ကိုလုံခြုံအောင်လှုပ်ဆောင်မှုအတွက်အရေးပေါ်ထိပ်သီးအစည်းအဝေးကို Brexit မှာနောက်တစ်ချိန်တွေ့ဆုံကြပါတယ်။ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကော့စတာကကျွန်တော်တို့ဟာယူကရိန်းနဲ့ဥရောပလုံခြုံရေးအတွက်အဆုံးဖြတ်ပေးရမယ့်အချိန်အခါကိုဖြတ်တန်းနေရပါတယ်။ဥရောပအတွက်လှုပ်ဆောင်ရမယ့်အချိန်ဟာအခုပါပဲလို့ပြောခဲ့ပါတယ်။တိုက်ကြီးရဲ့နေရာနှံ့ပြားကခေါင်းဆောင်တွေစုစည်းလာတဲ့အခါရုရှားရဲ့ရန်လိုတဲ့ကစားကွက်ဟာအတားဆီးအကြီးကြီးနဲ့ရင်ဆိုင်နေရပါတယ်။ဒီတစ်ချိန်မှာတော့စုခွာဖို့နေရာမရှိပါဘူး။ရှေ့ကိုထပ်တိုးပဲရှိပါမယ်။ဒါပေမဲ့ဥရောပကအတိအကျဘာကိုရင်ဆိုင်နေရတာလဲ။ဥရောပကဘလို့ဖြုတ်ခွဲဖို့စီစဉ်ထားလဲဆိုတာကိုမပြောခင် ရုရှားရဲ့ချိန်ချောက်မှုကိုအရင်ဆုံးတိုင်းတာကြည့်ကြရအောင်အခုယူကရိန်းလက်နက်ကင်တပ်ဖွဲ့ရဲ့စစ်ဦးသီးချုပ်ရုံကနေ့စဉ်အစီရင်ခံစာတွေကိုကြည့်လိုက်ရင်ရုရှားဟာရေးပါတဲ့ချင်းချောက်မှုတစ်ခုမဟုတ်တော့ဘူးလို့ယူဆနိုင်သွားပါပြီ။ကျူးကျော်မှုသုံးနှစ်အတွင်းဆုံးရှုံးမှုတွေကိုအသေးစိတ်ဖော်ပြထားတဲ့2025ခုနှစ်ဖေဖော်ဝါရီလ25ရက်အစီရင်ခံစာကိုကြည့်ကြည့်ပါ။သုံးနှစ်တွင်းရုရှားဟာယူကရိန်းမှာတပ်သား86,9530ဆုံးရှုံးခဲ့ပါတယ်။ဒီထိတ်လန့်စရာကောင်းတဲ့ကိန်းဂဏန်းထဲမှာတေဆုံဒဏ်ရာရ ပျောက်ဆုံးတဲ့ဖမ်းဆီးခံရတဲ့စစ်သားတွေပါဝင်နေပါတယ်။တိတ်ဆုံးမှုတွေအကြောင်းပဲပြောမယ်ဆိုရင်လွတ်လပ်တဲ့ရုရှားမီဒီယာတွေဖြစ်တဲ့ Medusa နဲ့ Media Zone တို့ရဲ့အဆိုအရကျူးကျော်မှုကိုစတင်ကြတဲ့ကရုရှားတပ်သား36,500လောက်တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။စစ်ပစ္စည်းဆုံးရှုံးမှုအခြေအနေကလည်းအလားတူပဲဆိုးရွားပါတယ်။ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ရဲ့စစ်ဦးစီးချုပ်ရုံးကပြုလုပ်ထားတဲ့ခြုံငုံ30ချက်ကိုဖော်ပြပေးလိုက်ပါတယ်။၃နှစ်တွင်ရုရှားဟာဒါရီကိုဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။တင့်ကား1182စီး တန်ချက်ကတိုက်ခိုက်ရေးရှင်21168စီရေနဲ့လောင်စာစီတိုင်ကြီး38582စီအမြောက်စနစ်23652ခုဒုံးမြန်ပြည်လွှတ်စနစ်12099ခုလေကြောင်းရန်ကာကွယ်ရေးစနစ်1083ခုလေရင်380စီရဟတ်ရင်330စီဒရုန်း26968စီတင်းမောနဲ့ဆက်လေ28စီရေငုံတင်းမောတစီ ဒါဟာတချို့နိုင်ငံတွေရဲ့စစ်လက်နက်တိုက်ခိုက်ရေးတစ်ခုလုံးမှရှိတာထက်တောင်ပိုတဲ့တိုက်ခိုက်ရေးအင်အားပါပဲ။ဒါပေမဲ့ဒီဆုံးရှုံးမှုတွေကလည်းဥရောပကရုရှားကိုဘာလို့ကြောက်နေရလဲဆိုတာကိုတွေးမိစေပါတယ်။ရုရှားနိုင်ငံဟာရပ်တန့်မှုမဖြစ်နိုင်တဲ့လောက်ဒီပါ ဆုတ်ယုတ်ကျဆင်းနေတဲ့လမ်းကြောင်းပေါ်မှာရှိနေပုံရပါတယ်။ကောင်းပြီ။အဲ့ဒါကအဓိကအချက်ပါပဲ။ဒီမှာအဓိကစကားလုံးကနီးပါးပါ။ဆုံးရှုံးမှုတွေအများကြီးရှိပေမဲ့ရုရှားကနောက်ဆုံးမသွားပါဘူး။တကယ်တော့သူကသူ့ရဲ့တပ်ဖွဲ့တွေကိုစိုးရိမ်စရာကောင်းလောက်အောင်အချိန်မြင့်တိဆောက်နေတာဖြစ်ပါတယ်။ ရုရှားရဲ့ခံနိုင်ရင်နဲ့ခွန်အား2022ခုနှစ်မှာရုရှားဟာတပ်သား36,900ကနေတပ်သား9,000နဲ့ယူကရိန်းကိုကျူးကျော်ခဲ့တာကိုတွေ့ရပါတယ်။2024ခုနှစ်အကုန်မှာယူကရိန်းမှာရှိတဲ့ရုရှားစစ်တပ်အင်အားဟာတပ်သား9,000သိန်းအထိတိတိတသားတိုးလာပါတယ်။အဲ့ဒါဟာစစ်မဆခင်လက်ဆက်မှာရှိခဲ့တဲ့ရုရှားစစ်တပ်အင်အားတစ်ခုလုံးရဲ့လေးစားလောက်ရှိပါတယ်။တပ်သားတွေအကြောင်းပဲမဟုတ်ပါဘူး။ရုရှားဟာသူ့ရဲ့ကာကွယ်ရေးထုတ်လုပ်မှုကိုလည်းအချိန်ဟုန်ပြင်းပြင်းနဲ့မြှင့်တင်နေပါတယ်။2024ခုနှစ်တစ်ခုထဲမှာပဲနိုင်ငံဟာတင့်ကား 1550စီတန်ချက်ကရင်9800စီနဲ့အမြောက်လက်နက်450ခုကို ထုတ်လုပ်ပြီးပြင်ဆင်ခဲ့ပါတယ်အဲ့ဒါဟာ2022ခုနှစ်နဲ့နှိုင်းယှဉ်ရင်တင်ကားထုတ်လုပ်မှုမှာ220ရာခိုင်နှုန်းအထိနဲ့တန်ချက်ကရင်တွေမှာ150ရာခိုင်နှုန်းအထိတိုးလာတာပါရုရှားဟာမိုင်30ကျော်ကနေတိုက်ခိုက်ဖို့ဒီဇိုင်းထုတ်ထားတဲ့ Landsat drone တွေထုတ်လုပ်မှုမှာ435ရာခိုင်နှုန်းတိုးလာပြီးအဝေးပြစ်လက်လက်တိုက်ခိုက်ရေးလက်နက်တွေကိုလည်းထိတ်လန့်စရာကောင်းလောက်အောင်အရှိန်ဟုန်နဲ့ထုတ်လုပ်နေပါတယ် ဒီ drone တွေအတွက်အရင်က Iran ရဲ့အကူအညီကိုမှီခိုခဲ့ရပါတယ်။အခုတော့သူတို့ဟာ Russia ရဲ့ပြည်တွင်းလက်နက်တိုက်ရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီးသူတို့ရဲ့ရေးတွက်ကလည်းတိုးလာနေပါတယ်။တိုက်ခိုက်မှုရေးတွက်ကလည်းအလားတူပါပဲ။2024ခုနှစ်မေလတစ်ခုထဲမှာပဲ Russia ဟာလန်ဆက်တိုက်ခိုက်မှု300ကျော်ကိုလှုပ်ဆောင်ခဲ့ပြီးအရင်လရဲ့စုစုပေါင်းအရေးအတွက်ထက်နှစ်ဆနီးပါးတိုးလာပါတယ်။ဒီရေတပ်ဟာ Russia ရဲ့တူလောင်မှုတွေညှော့နေနေနိုင်တယ်ဆိုတာကိုသက်သေပြဖို့လုံလောက်ပါတယ်။ ဒါပေမဲ့ဒါက Kremlin ကိုအကြမ်းဖက်မှုတွေလှုပ်ဆောင်ခြင်းကနေရပ်တန့်စေမှာမဟုတ်ပါဘူး။တပ်သားတွေပုံများလာခြင်းပုံမှုအစင်းမြင့်တဲ့လက်နက်တွေနဲ့သူ့ရဲ့ဆုံးရှုံးမှုတွေကနေပြန်လည်နလန်ထူဖို့မလွယ်တာတော့ရုရှားဟာသူ့ရဲ့ရန်လုံမှုစံတာမပြည့်ဝသေးဘူးဆိုတာကိုကမ္ဘာကမ္ဘာကိုပြသနေပါလေ။ရုရှားသမ္မတဗလာဒီမာပူတင်ဟာယူကရိန်းကိုပဲလိုချင်တာမဟုတ်ဘူးဆိုတာရှင်းပါလေ။သူ့မှာဥရောပကိုသူ့လက်အောက်ရောက်တဲ့အထိလွှမ်းမိုးလိုစိတ်ရှိပါလေ။ ဒါကဥရောပဟာဘာလို့သူ့ရဲ့တပ်ဖွဲ့တွေကိုအလင်းမြန်စုစည်းနေရတာလဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်တို့ကိုသိမြင်လာစေပါတယ်။တိုက်ကြီးဟာယူကရိန်းကိုကာဝယ်ဖို့အတွက်ပြင်ဆင်နေုံနဲ့မဟုတ်ပါဘူး။သူဟာဥရောပနဲ့ရုရှားထိတိုက်တွေ့ဆုံမှုကိုပါပြင်ဆင်နေပါတယ်။ဒီထိတိုက်တွေ့ဆုံမှုဟာစိတ်ကူးရင်ချင်းတခုမဟုတ်ပါဘူး။နေစင်းနဲ့များပုံမနီးကပ်လာနေတဲ့အမှန်တကယ်ဖြစ်နိုင်ခြေတခုပါ။တိုးမြင့်လာတဲ့ရုရှားရဲ့ချိန်ချောက်မှုများ တကယ်တော့ဒိမတ်ကာကွယ်ရေးထောင်လှမ်းရေးဌာန DDIS ရဲ့အစီရင်ခံစာအရရုရှားဟာ၅နှစ်တွင်ဥရောပကိုအလုံးစုံတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေနိုင်ပါတယ်။ဒီအနေအထားမှာအမေရိကန်ရဲ့ပါဝင်ပတ်သက်မှုဟာအဓိကအချက်တစ်ခုဖြစ်တယ်လို့အစီရင်ခံစာကထောက်ပြခဲ့ပါတယ်။ဝါရှင်တန်ကသူ့ရဲ့အကူအညီကိုပြန်ရုပ်သိမ်းဖို့လှုံ့ဆော်မယ်ဆိုရင်ဒါကရုရှားကိုတေချာပေါက်အားပေးရာရောက်ပါလိမ့်မယ်။ဥရောပကောင်းဆောင်တွေကဒီအဖြစ်မှန်အတွက်အခုကတည်းကပြင်ဆင်နေကြပါပြီ။အဲ့ဒါကနေတိုဂျာမနီပိုလန်ဒိမတ်နဲ့ ်ဘောလ်တစ်နိုင်ငံတွေရဲ့အကဲဖြတ်ချက်တွေအားလုံးကအလားတူအခြေအနေကိုညှို့ပြနေတာကြောင့်ပါသူတို့အားလုံးရဲ့အကဲဖြတ်ချက်အရရုရှားဟာ၃နှစ်ကနေ၁၀နှစ်တွင်တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေနိုင်ပါတယ်ဒါပေမဲ့ရုရှားကအဲ့ဒီလောက်ကြာအောင်စောင့်ရင်တော့ကျွန်တော်တို့ကန်ကောင်းတယ်လို့ဆိုရမှာပါဘီလာရုစ်မှာကျင်းပဖို့စီစဉ်ထားတဲ့ Zapat 2025စီရင်လေ့ကျင့်မှုတွေဟာရုရှားရဲ့အမှန်တကယ်ရည်ရွယ်ချက်တွေကိုစောစီးစွာတတိပေးနေတယ်လို့ဖြစ်ပါတယ်အဲ့ဒီရည်ရွယ်ချက်ကလည်းနေ့စဉ်နဲ့အမျှပိုပြီးရန်လို့တို့ဖြစ်နေပါတယ် ရုရှားနဲ့ဘီလာရုစ်တို့ဟာနှစ်ပေါင်းများစွာအတွင်းအကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုတွေကိုပြင်ဆင်နေကြပါတယ်။အဲဒီမှာတပါတပေါင်းသုံးတောင်လောက်ကြီးမားတဲ့စစ်ရေးပစ္စည်းတွေနဲ့အဆင့်အတင်းဖြစ်နေကြအောင်တွေ့မြင်နေရပါတယ်။ Zapat 2025ဟာလက်ရှိပဋိပက္ခဖြစ်နေတဲ့ကြားထဲမှာတော့ကြီးမားတဲ့စစ်ရေးလှုပ်ရှားမှုတွေကိုရုရှားကဘယ်လိုစီမံခန့်ခွဲနိုင်ကန်ရှိတယ်ဆိုတာကိုပြသပါလိမ့်မယ်။ငြိမ်းချမ်းချိန်မှာလေ့ကျင့်မှုတစ်ခုလုပ်တာကတမျိုးပါ။စစ်ပွဲတစ်ခုကိုတိုက်ခိုက်နေရင်လည်းဒီလိုဆွဲရည်တွေကိုပြသတာကနောက်တစ်မျိုးပါ။ ဒါကရုရှားဟာဒေတာရင်းပဋိပက္ခတွေထက်ပိုပြီးပြင်ဆင်နေတယ်ဆိုတော့အားကောင်းတဲ့သတင်းစကားကိုပေးပို့လိုက်သလိုပါပဲ။သူဟာပိုကြီးမားတဲ့ထိတိုက်တွေ့ဆုံမှုတစ်ခုအတွက်ပြင်ဆင်နေပါလေ။ဒီလေ့ကျင့်မှုတွေရဲ့အတိုင်းအတာကအံ့အားသင့်စရာပါ။အရင်တုန်းကဇာပတ်2000တက်ပြီးမှဆိုရင်လေ80ကျော်နဲ့တင်ကား290ကျော်နဲ့အမြောက်ယူနေ240အပါဝင်စည်ရေးပစ္စည်း960ကျော်ကိုဖြန့်ကျက်ချထားတာကိုတွေ့ရပါပါတယ်။ဒီလေ့ကျင့်မှုတချို့ကိုပိုလန်နယ်စပ်အနီးမှာပြုလုပ်ခဲ့ပြီး ဒါကနေတိုးကိုနောက်ထပ်ရှင်းလင်းတဲ့သတင်းစကားတစ်ခုပေးခဲ့တာဖြစ်ပါတယ်။ဇာပတ်2025တွင်တိကျလက်နက်တွေကိုအပြည့်အဝထုတ်ဖော်ပြောကြားခြင်းမရှိသေးပေမဲ့မြေပြင်မှာဝင်ဟင်ပစ်ဒုံးမြစ်စနစ်တွေဖြစ်တဲ့ S300 နဲ့ S400 T72 B3 တင့်ကားတွေနဲ့ဗတ်စုံသုံးတိုက်လျင်စုတတိရို့လို့အစစ်မြစ်စနစ်တွေအပါဝင်အလားတူလက်နက်တွေကိုတွေ့ရဖို့မျှော်လင့်နိုင်ပါတယ်။အမှန်တရားကဒီလေ့ကျင့်မှုတွေဟာပိုဆိုးတဲ့အရာတစ်ခုရဲ့ဏီဒန်းဖြစ်နိုင်တယ်ဆိုတာပါပဲ။ရုရှားရာရှိတွေက သူတို့ဟာခင်မီချိန်ချောင်းမှုတွေအတွက်ပြင်ဆင်နေတယ်လို့အလေးပေးပြောကြခဲ့ပြီးနောက်မှအားနည်းချက်တွေကိုဖော်ထုတ်ဖို့အတွက်ဖန်ဆီးရမိတဲ့နေတိုးဆက်ပစ္စည်းတွေကိုတော့ခွဲခြမ်းစိတ်ဖြာနေကြပါလေ။ဒါဟာထိတ်လန့်စရာလက္ခဏာတစ်ခုပါပဲ။ဥရောပရဲ့တံပြန်ဖြူဟာဒါဆိုရင်ဥရောပကဒီအရာအလုံးအတွက်ဘာလို့ဖို့စီစဉ်နေတာလဲ။အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်ကြရအောင်။ပထမဆုံးနဲ့အရေးကြီးဆုံးကဥရောပကယူကရိန်းကိုဆက်လက်ထောက်ခံဖို့လိုလားပါလား။ ဘာလို့လဲဆိုတော့ယူကရိန်းရဲ့အတွေ့အကြုံရင်းစစ်တပ်ဟာလက်ရှိမှာဥရောပသမဂ္ဂကိုရုရှားတိုက်ခိုက်မှုကနေအထူးရောက်ဆုံးတားဆီးပေးနိုင်တဲ့အရာဖြစ်ပါတယ်။ယူကရိန်းကခိုင်ခိုင်မာမာနဲ့ဆက်လက်ရပ်တည်နိုင်လေလေဥရောပကသူ့ရဲ့ကာဝေးရေးကိုခိုင်ခန့်အောင်လုပ်ဖို့အချိန်ပိုရလေလေပါပဲ။ဒါကြောင့်ဥရောပကထရမ့်အနေနဲ့အကူအညီကိုရုပ်သိမ်းဖို့ဆုံးဖြတ်ခဲ့ရင်အမေရိကန်ရဲ့အကူအညီကိုအပြည့်အဝအစားထိုးဖို့လည်းပြင်ဆင်ထားရပါမယ်။ဥရောပကစီစဉ်နေတဲ့အရာကအဲ့ဒါပါပဲ။လက်ဟာနေတာတွေကိုဖြည့်ဆည်းပေးဖို့ပါ။ တကယ်တော့ဥရောပကတိတ်တောင်အပန်းမကြီးပဲအမေရိကန်ရဲ့အကူအညီကိုအပြည့်အဝအစားထိုးနိုင်ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလမှာစစ်ပွဲစတင်ကြတဲ့ကအမေရိကန်ဟာယူကရိန်းကိုထောက်ပံ့မှုအတွက်စုစုပေါင်းဒေါ်လာ180ဘီလီယံလောက်ကိုခွဲဝေချထားပေးဖို့ကတိပြုထားပါတယ်။အဲဒီကာလအတွင်းဥရောပရဲ့စုစုပေါင်းခွဲဝေချထားပေးမှုနဲ့ကတိပြုမှုတွေကဒေါ်လာ150ဘီလီယံလောက်ရှိပါတယ်။အမေရိကန်ရဲ့အကူအညီပံ့ပိုးမှုစုစုပေါင်းနဲ့ညီမျှဖို့ဥရောပကသူ့ GDP ရဲ့၃%တက်မှတင်းနှဲ့ရာခိုင်နှုန်းလောက်ကိုတိုးမြှင့်သုံးစွဲဖို့လိုအပ်ပါတယ်။ ဒါဟာစီမံခန့်ခွဲနိုင်တဲ့ပမာဏတစ်ခုပါအဲ့ဒါဟာ EU စီးပွားရေးအတွက်အရေးပါတဲ့အရာတစ်ခုတော့မဟုတ်ပါဘူးတနည်းအားဖြင့်ဒီမှာပါလာတဲ့စိန်ခေါ်မှုတွေအားလုံးရှင်းတော့ဥရောပမှာစည်ရေးအသုံးစရိတ်ကွာဟချက်ကိုဖြည့်ဆည်းပေးဖို့ငွေကြေးအင်အားရှိပါတယ်ထေကြတာကအဓိကစိုးရိမ်ရမှာကအမေရိကန်ရဲ့စည်ရေးဆက်မှုလုပ်ငန်းအခြေခံကိုမမိမှာကိုပါပဲဘာလို့လဲဆိုတော့ဥရောပကအဲ့ဒီပမာဏနဲ့တူညီတဲ့ခင်မီနီးပညာနဲ့စည်ရေးပစ္စည်းတွေကိုမထုတ်လုပ်နိုင်လို့ပါဒါပေမဲ့ရန်ပုံငွေတွေရှိပါတယ် ။ဥရောပရဲ့စည်ရေးကူညီအတွက်သုံးစွဲမှုဟာအမေရိကန်ရဲ့ကူညီနဲ့အတူတူလောက်ဖြစ်နေပြီး EU ကလူသားချင်းစာနာထောက်ထားမှုနဲ့ငွေကြေးကူညီတွေကိုပေါင်းလိုက်ရင်အမေရိကန်ထက်ဒေါ်လာ27ဘီလီယံပိုသုံးစွဲခဲ့ပါတယ်။ဒါပေမဲ့တိုက်ကြီးတစ်ခုလုံးကိုကာဝယ်ဖို့ကဘယ်လိုမျိုးလဲ။အဲ့ဒါကအနေငယ်ပိုခတ်ခဲတဲ့အရာပါပဲ။ဒါပေမဲ့ဥရောပကမကင်တွင်နိုင်တဲ့အရာတော့မဟုတ်ပါဘူး။2025ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းမှာဝါရှင်တန်မှာထရန့်နဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုမှာတွေ့ဆုံတဲ့အခါပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်က ဥရောပဟာရေရှည်တည်နေတဲ့ငြိမ်းချမ်းရေးကိုတိဆောက်ဖို့သူ့ရဲ့ကာကွယ်ရေးကဏ္ဍကိုတိုးမြှင့်ဖို့အစဉ်အသင့်ဖြစ်နေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြခဲ့ပါတယ်။ဥရောပကရုရှားကနေသူ့ရဲ့နယ်မြေတွေကိုဘလို့ကာကွယ်ဖို့စီစဉ်ထားလဲဆိုတာကိုတစ်ချက်လောက်ကြည့်ကြည့်အောင်။တပ်သားရေအတွက်ကိုတိုးမြှင့်ခြင်းဟာပထမဆုံးလှုပ်ဆောင်ရမယ့်အရာပါ။စစ်အေးကာလပြီးနောက်ဆယ်သူနှစ်များစွာကြာဥရောပစစ်တပ်တွေဟာတိတိတသာယော့နေသွားခဲ့ပါတယ်။ဥရောပနိုင်ငံအတော်များများဟာအခုနေတိုးအရာရှိတွေကဘော်ဆိုင်စစ်တပ်လို့ခေါ်တဲ့ သူ့နိုင်ငံကိုအခြေခံအားဖြင့်ကာဝယ်ဖို့သိငယ်လုံးနဲ့စစ်တပ်တွေကိုသာပိုင်ဆိုင်ထားကြပါတယ်။ဥပမာအားဖြင့်ဂျီတီရှာစစ်တပ်ဟာဝါတာလူးတိုက်ပွဲနောက်ပိုင်းအသေးငယ်သောအရွယ်စားကိုရောက်ရှိနေပါပြီ။ရန်မုံငွေလုံးနဲ့ပါခဲ့တဲ့ဂျာမန်စစ်တပ်ဟာအ ਨੇ စုံအစင်ပင်ဖြစ်မှုအဆင့်ကိုရောက်ဖို့အတွက်စစ်သား၄000လောက်လိုအပ်နေပြီးပြန်လည်တိစောက်ဖို့ရုန်းကန်နေရသေးပါ။ဒါပေမဲ့ပြဿနာဟာအရေးအတွက်မှပဲမတည်ရှိပါဘူး။အစင်ပင်ဖြစ်ဖို့အတွက်လည်းလိုအပ်ပါတယ်။အမေရိကန်ကာဝေးလက်ထောက်အတွင်းဝင်ဟောင်း Jim Townsend က ဥရောပစစ်တပ်တွေဟာသူတို့မှာရှိတဲ့လက်နက်တွေကိုတော့ကင်တွယ်ဖို့တင်းငယ်လုံးပါတယ်။လုံလောက်တဲ့တိုက်ခိုက်ရေးတပ်သားတွေမရှိရင်ဘလောက်ခင်မီရဲ့လက်နက်တွေရှိနေပါသေး။အရေးမပါပါဘူးလို့ပြောခဲ့ပါတယ်။ဥရောပဟာရုရှားကိုထိရောက်စွာတားဆီးဖို့အတွက်အမေရိကန်တိုက်ခိုက်ရေးတပ်သား၃သိန်းနဲ့ညီမျှတဲ့အင်အားတစ်ခုလိုအပ်ပါတယ်။ဒါတွေဟာလက်ရှိခံမှန်းချက်တွေပါ။ဆိုလိုတာကအရှေ့ဥရောပရဲ့ခက်ခဲတဲ့စစ်မြေပြင်အခြေအနေတွေမှာလှုပ်ဆောင်နိုင်သဲရှိတဲ့စစ်ရန်တွေရတဲ့တန်ချက်ကတပ်ဖွဲ့တွေရဲ့တပ်မဟာအသက်90လောက်ကိုတိစောက်ခြင်းမှာ ဥရောပမှာလက်ရှိအဲ့ဒီအခြေအကျတော့မရှိပါဘူးလက်ရှိစုဆောင်မှုအခြေအနေရဆိုရင်တပ်သားနှစ်သိန်းရဲ့အင်အားတော့မရနိုင်ပါဘူးဒါကြောင့်အခုလောလောဆယ်ဥရောပဟာတားဆီးနိုင်မဲ့အင်အားအနေထောက်ကိုသာရည်ရွယ်နေပါတယ်ဒီအင်အားအတွက်ဆိုရင်တပ်သားတစ်သိန်းလောက်အင်အားရှိရပါမယ်အနည်းနဲ့တာဝန်ပေးရထားတဲ့တပ်သားတွေအစင်းသိမ့်ဖြစ်မှုကိုထိန်းသိမ်းဖို့အတွက်အလှည့်ကျဝင်ထွက်နေတဲ့တပ်သားတွေပါတပိန်းဟာဥရောပမှာတက်ဆွဲထားတဲ့ American တပ်သားရေအတွက်လည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီရေအတွက်ဟာလာမယ့်နှစ်တွေမှာကျဆင်းဖို့မျှော်လင့်ရပါတယ်။ တပ်သားတသိန်းရဲ့ဒီကိန်းကနန်းဟာနေတိုးရဲ့အမြန်အားဖြည့်ရေးဖြူဟာရဲ့အစိပ်ပိုင်းတွေနဲ့လည်းကိုက်ညီပါတယ်။2022ခုနှစ်မှာသဘောတူခဲ့တဲ့နေတိုးအင်အားပုံစံဟာခြံချက်ဖို့အတွက်အစဉ်အသင့်ဖြစ်မှုမြင်မာတဲ့တပ်သားသုံးသိန်းကိုရရှိနိုင်အောင်ရည်ရွယ်ပါတယ်။အဲ့ဒီထက်ကတသိန်းဟာဆယ်ရက်အတွင်းရွှေ့ပြောင်းမှုအစဉ်အသင့်ဖြစ်ရပါမယ်။အင်အားပြည်စုံကိုရက်30အတွင်းဖြန့်ကျက်နိုင်ရပါမယ်။ဒီမှန်ချက်ကိုရောက်ဖို့အတွက်မဟာမိတ်ဖွဲ့ဟာစက်ပစ္စည်းနဲ့တိုးလောင်မှုတွေကိုကြိုတင်နေရချထားခြင်း၊လေကြောင်းနဲ့ဒုံးပြန်ကာကွယ်ရေးစနစ်တွေကိုတိုးချဲ့ခြင်းနဲ့ ဆင်လယ်နဲ့ဆွီဒင်တို့လိုအဖွဲ့ဝင်အသစ်တွေကိုမဟာပြူဟာစီမံကိန်းဆွဲခြင်းနဲ့မှာပူးပေါင်းပါဝင်နိုင်မှုလှုံ့ဆော်နေပါတယ်။နေတိုးဟာသူ့ရဲ့ရှေ့ဘက်ကာကွယ်ရေးကိုအားကောင်းအောင်လှုံ့ဆော်မှုလဲလှုံ့ရှားမှုတွေလှုံ့ဆော်နေပါတယ်။ရုရှားနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့မဟာမိတ်အဖွဲ့တွေရဲ့နယ်စပ်ကိုဦးစားပေးချထားရပါမယ်။၂018ခုနှစ်ကတည်းကတပ်ဖွဲ့တွေကိုအက်စတိုးနီးယား၊လက်ဗီးယား၊လစ်သူယေးနီးယားနဲ့ပိုလန်တို့မှာဖြန့်ကျက်ချထားခဲ့ပြီး၂022ခုနှစ်မှာရုရှားကယူကရိန်းကိုအပြည့်အဝကျူးကျော်ပြီးနောက် ဘူဂေးရီးယား၊ဟန်ဂေရီ၊ရိုမေးနီးယားနဲ့ဆလိုဗက်ကီးယားတို့မှလည်းအပိုတပ်ဖွဲ့တွေကိုတက်ဆွဲထားခဲ့ပါတယ်။အဲဒါကြောင့် NATO ရဲ့အရှိတ်ပတ်ချမ်းမှာရှိတဲ့တပ်ဖွဲ့ဝင်တွေကိုအင်အားနှစ်ဆတိုးလာသေးပြီးနိုင်ငံအတော်များများကတပ်သားတွေကအတူတကွလေ့ကျင့်ပြီးလှုံ့ဆော်နေကြပါတယ်။၂022ခုနှစ်မက်ဒရစ်ထိပ်သီးအစည်းအဝေးမှာ NATO ဖွဲ့ဝင်တွေဟာလိုအပ်တဲ့နေရာတွေမှာဒီတိုက်ခိုက်ရေးအဖွဲ့တွေကိုတရင်ရွယ်စားကနေတမဟာရွယ်စားထိတိုးမြှင့်ဖို့ကတိပြုခဲ့ကြပါတယ်။လက်ဗီယာဟာ2024ခုနှစ်မှာဒီခုံတက်မှုကိုပထမဆုံးလှုံ့ဆော်တဲ့နိုင်ငံဖြစ်လာပြီး တခြားနိုင်ငံတွေလည်းလိုက်ပါမယ်လို့မျှော်လင့်ရပါတယ်။ဥရောပဟာသွားရမယ့်လမ်းကြောင်းအတော်များများကြံရှိနေသေးပေမယ့်ရှေ့ဆက်ဖို့ဆန္ဒရှိနေပါတယ်။ဥရောပဟာအကောင်းဆုံးကိုမျှော်လင့်ပြီးအဆိုးဆုံးအတွက်ပြင်ဆင်နေပါတယ်။ဥရောပမှာနိုင်ငံတော်စစ်တပ်တွေမှဖြန့်ကျက်ထားတဲ့တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းတက်တမ၄တန်းကျော်ရှိပါတယ်။အမေရိကန်ကတော့အဲ့ဒီအရေးအတွက်ကိုရှင်းနိုင်ပါတယ်။ဒါပေမဲ့တေချာပြောရရင်အဲ့ဒါဟာအရေးအတွက်အကြောင်းနဲ့မဟုတ်ပါဘူး။အဲ့ဒါဟာအဲ့ဒီတပ်သားတွေဘလောက်ကောင်းကောင်းအတူတကွလှုပ်ဆောင်နိုင်ခြင်းကိုလည်းအခြေခံနေပါဗျ ဥရောပအနေနဲ့ဥရောပမှာရှိတဲ့ American တပ်သားတွေကိုအစားထိုးခြင်းရင်ပုံမတင်းကျပ်တဲ့အမိန်ပေးကုတ်ကဲမှုဖွဲ့စည်းပုံတွေကိုတီထွင်ရပါမယ်။အပြန်အလှန်လှုပ်ဆောင်နိုင်စွမ်းကိုတိုးတက်စေရပါမယ်။ဒါအပြင်ဒီတပ်ဖွဲ့တွေကိုဖြန့်ကျက်တဲ့အခါမတူညီတဲ့နိုင်ငံတော်ဗျူဟာတွေကိုညှိနှိမ့်မဲ့အစားတစ်ခုတည်းသောစီးလုံးညီညွတ်တဲ့ unit တစ်ခုကိုလှုပ်ဆောင်ရပါမယ်။ဥရောပမှာရှိတဲ့မဟာမိတ်တပ်ဖွဲ့တွေရဲ့အမြင့်ဆုံးအရာရှိက American ဗိုလ်ချုပ်ကြီးတဦးဖြစ်နေပါလေ။ဒါပေမဲ့အဲ့ဒါက American ကဥဆောင်နေတဲ့အခါကျမှပဲအလုပ်ဖြစ်ပါလေ။ ထရမ့်ကနောက်ဆုတ်ဖို့ဆုံးဖြတ်ခဲ့ရင်ဥရောပကဝါရှင်တန်ရဲ့စစ်ချီအမိန့်တွေကိုစောင့်စီရမလို့ပဲသူ့ရဲ့ကာဝယ်ရေးကိုသူ့ဘာသာထိန်းချုပ်ဖို့အစဉ်အသင့်ဖြစ်ရပါမယ်။ဒါကြောင့်နေတိုးရဲ့နောက်လာမယ့်စစ်ရေးလေ့ကျင့်မှုတွေဟာအင်အားပြတ်တခြင်းထက်ပိုမှရပါမယ်။ဥရောပကသူ့ရဲ့လုံခြုံရေးအကာအကွယ်ဖြစ်အမေရိကန်ကိုမိခိုစရာမလိုတဲ့အနာဂတ်အတွက်စမ်းသပ်လေ့ကျင့်မှုတွေပြုလုပ်ရပါမယ်။နောက်တစ်ဆင့်ကတော့စစ်ရေးပစ္စည်းနဲ့ထုတ်လုပ်ရေးပါ။ဥရောပဟာဒီနယ်ပယ်မှာလည်းအလေးနက်ထားပြောင်းလဲဖို့ပြင်ဆင်နေပါသေးတယ်။ တမိုင်းကဖိအားများလာတဲ့အခါအခြေအနေကိုလိုအပ်တယ်လို့ပြောင်းလဲဖို့လိုပါတယ်။ဝင်ကြီးချုပ် Helmut Schmidt ရဲ့လက်အောက်ကအနောက်ခြားမြေကိုကြည်ပါ။ဆိုဗီယက်တပ်ဖွဲ့တွေကိုတံပြန်မှုသူ့ရဲ့စစ်တပ်ကိုအချိန်တိုတွင်းခင့်မြအောင်ပြုလုပ်ခဲ့ပါတယ်။အခုစိန်ခေါ်မှုကပိုကြီးမားလာပေမဲ့အဲ့ဒါကိုရရဝုန်းဝင်ရဆိုင်မှုဆုံးဖြတ်ချက်ကလည်းပိုကြီးမားဖို့လိုပါတယ်။ဥရောပအတွေးခေါ်ဖွဲ့ Brugel ရဲ့အဆိုအရဥရောပဟာဒီရွယ်ချက်တွေတင်ကားအနည်းဆုံး1400စီးချင်းလင်းတိုက်ခိုက်ရေးရင်2000စီးနဲ့အမြောက်လက်နက်900ကိုလိုအပ်ပါတယ်။ အခုချိန်မှာအဲ့ဒါဟာပြင်သစ်ဂျာမနီအီတလီနဲ့ဗြိတိန်တို့ရဲ့စုစုပေါင်းထပ်ပိုးတဲ့တိုက်ခိုက်ရေးအင်အားပါဥရောပဟာပြင်းထန်တဲ့တိုက်ပွဲရပ်ပေါင်း60ကိုထိန်းသိမ်းမှုအတွက်150မီလီမီတာကြီးတန်းတွေအ ਨੇ ဆုံးတပန်းလိုအပ်ပါတယ်ပေတာလာကတင့်ကားနဲ့ကြီးတွေအကြောင်းနေမဟုတ်ပါဘူးခင်မီစစ်ပွဲဟာအချိန်ထောင်လဲရင်းနဲ့လိုင်ယွန်ညီထွေဖြစ်မှုအကြောင်းပါလက်တွေ့မှာဒါကရုရှားနဲ့အပိုင်း drone ထုတ်လုပ်မှုကိုတိုးမြှင့်ရပါမယ်အဲ့ဒါကတစ်နှစ်ကိုအ ਨੇ ဆုံးတာဝတ်ပစ် drone တိုက်ခိုက်ရေးလက်နက်2000လိုအပ်ပါတယ် ပြောရမယ်ဆိုလေတောင်းတည်ယူပို့ဆောင်ရေးဒုံးပြန်ကာဝယ်ရေးနဲ့ electronic စစ်ပွဲစွမ်းဆောင်ရည်တွေကိုမြင့်တင်ခြင်းကိုဆိုလိုပါတယ်။ပြီးကြတာကအမေရိကန်ကနေဝယ်ယူဖို့ပဲဖြစ်ပါတယ်။အမေရိကန်ကာဝယ်ရေးပို့ကုန်တွေကိုဥရောပရဲ့ဝယ်ယူမှုက2024ခုနှစ်မှာစံချိန်နဲ့ဒေါ်လာ318.8ဘီလီယံအထိဖြစ်ပါတယ်။အဲ့ဒါက NATO စီးလုံးညီညွတ်ရေးအတွက်ကောင်းပါတယ်။ဒါပေမဲ့ဥရောပကအမှန်တကယ်မဟာဗျူဟာကိုပိုင်အုပ်ချုပ်ခွင့်ကိုလိုချင်ရင်ကိုပိုင်စတင်တိစောက်ဖို့လိုအပ်ပါတယ်။ ဥရောပကာကွယ်ရေးကဏ္ဍရဲ့အနာဂတ်လာရာတည်င်းကောင်းကတော့ဥရောပမှာဒီလိုလှုပ်ဖို့ဆက်မှုဆွမ်းရည်ရှိပါလေသူကအဲ့ဒါကိုစုစည်းဖို့ပဲလိုအပ်တာပါဥပမာအနေနဲ့ဂျာမနီရဲ့ကာကွယ်ရေးကုမ္ပဏီ Helsing ကိုကြည့်ပါသူက AI enable drone တွေကိုအစုလိုက်ပြုံလိုက်ထုတ်လုပ်နေပြီးတလကို HX2 တိုက်ခိုက်ရေး drone တထောင်ကျော်ကိုထုတ်လုပ်နေပါပြီယူကရိန်းက model နှစ်ခုပေါင်း unit တစ်ပေါင်းအထိ order မှာယူမှုတွေနဲ့ Helsing ဟာဥရောပရဲ့ကာကွယ်ရေးလုပ်ငန်းဟာ လိုအပ်တဲ့အခါတိုးမြင့်နိုင်တယ်ဆိုတာကိုတက်သိပြနေပါတယ်။ဒီ model ကိုလိုက်နာတဲ့ကုမ္ပဏီတွေပုံများလာရင်ဥရောပဟာစိုင်းတင်တဲ့အချိန်အတွင်းရုရှားနဲ့ drone ရိပ်ွက်ညီမျှတဲ့အနေအထားကိုရောက်လာနိုင်ပါတယ်။ဥရောပလိုအပ်တဲ့နောက်ဆုံးချက်ကတော့ငွေပါ။ဥရောပကယူကရိန်းရဲ့ကာဝေးရေးတွေကိုဘလောက်ရန်မုံငွေတွေလောင်းထည့်နေတယ်လဲဆိုတာကိုကျွန်တော်တို့ဆွေးနွေးပြီးပါပြီ။ဒါပေမဲ့သူ့ရဲ့ကိုယ်ပိုင်ကာဝေးရေးအတွက်ကြတော့ရောလက်ရှိမှာဥရောပနိုင်ငံတွေကသူတို့ GDP ရဲ့200%လောက်ကိုကာကွယ်ရေးအတွက်ထည့်ဝင်နေကြပါတယ်။ဒီနေရာမှာသိထားဖို့က ဒါဟာနေတိုးရဲ့အ ਨੇ ဆုံးအဆင့်ဖြစ်ပြီးအမြင့်ဆုံးအဆင့်တော့မဟုတ်ပါဘူး။ဥရောပကသူ့ရဲ့ကာဝေးရေးကိုအလေးနက်ထားမြင့်တင်မှုအတွက်ကျွမ်းကျင်သူတွေကပုံမူရေရှည်တည်တဲ့နယ်ပြစ်မှတ်က GDP ရဲ့300ရာခိုင်နှုန်းကနေ3.5ရာခိုင်နှုန်းလောက်ဖြစ်တဲ့လို့အကြံပြုကြပါတယ်။ရေတိုးမှာသူ့ရဲ့ကာဝေးရေးလိုအပ်ချက်တွေကိုအပြည့်အဝဖြည့်ဆည်းဖို့အတွက်ဥရောပကတစ်နှစ်ကိုကာဝေးရေးအသုံးစိမ့်မှာဒေါ်လာ262ဘီလီယံအထိတိုးမြင့်မှုခံမှန်းထားပါတယ်။အခုဒါကကြီးမားတဲ့တန်ဖိုးတစ်ခုလို့ထင်ရပါတယ်။ဒါပေမဲ့ဒါကလက်မှန်းမီတဲ့အနေထားလည်းဖြစ်ပါတယ်။ ဥရောပလိုအပ်တာကနိုင်ငံတော်နဲ့ EU အဆင့်ရင်းနှီးမြှုပ်နှံမှုတွေကိုပေါင်းစပ်ခြင်းပါ။နောက်၅နှစ်တွင်ဥရောပက EU အဆင့်မှာဒေါ်လာ130ဘီလီယံလောက်စုဆောင်းတင်ပါတယ်။ဂျာမနီတခုတည်းကအဲ့ဒီပမာဏရဲ့အနည်းဆုံးတစ်ဝက်ကိုကာမိမယ်လို့ခန့်မှန်းထားပြီးနောက်15နှစ်တွင်သူ့ရဲ့စုစုပေါင်းကာဝေးရေးအသုံးချိတ်ကိုတစ်နှစ်ကိုယူရို3.4ဘီလီယံလောက်တိုးမြှင့်ပါလိမ့်မယ်။ဒီကာဝေးရေးအသုံးချိတ်အတွက်ဘန်နာရေးကိုအဓိကထောက်ပံ့မှာကတော့စီးဝါးရေးပါပဲ။ ကာကွယ်ရေးမှရင်းနှီးမြှုပ်နှံခြင်းကဥရောပစီးပွားရေးပေါ်တက်ရောက်မှုရှိပါတယ်။စီးပွားရေးအင်အားတောင့်တင်းတဲ့ဂျာမနီကသာသူ့ရဲ့ကစားကောက်တွေကိုမှန်ကန်သွားကစားရင်ဒီနိုင်ငံကဥရောပတစ်ခုဥရောပတိုက်တစ်ခုလုံးကိုခိုင်ခန့်အောင်ကူညီနိုင်ပါတယ်။သူကယူကရိန်းနောက်ပိုင်းပူတင်ရဲ့နောက်ထပ်ပြစ်မှတ်ဖြစ်နိုင်တဲ့ပိုလန်နဲ့ဘောလ်တစ်နိုင်ငံတွေအတွက်အားကိုးအားထားဖြစ်ပါတယ်။ဥရောပဟာအခုချိန်မှာတော့စိန်ခေါ်မှုများပါကကြိုးစုံနေပါတယ်။တရင်းကောင်းကတော့သူမှအဲ့ဒီစိန်ခေါ်မှုကိုလည်းကြော်လွှားဖို့ငွေစက်မှုလုပ်ငန်းနဲ့တခြားလှုံ့ဆော်မှုတွေရှိပါတယ်။ ရုရှားကပြစ်လွတ်နိုင်တဲ့ဘေးရာကိုမဆိုအသာစီးရဖို့ပါတချိန်နဲ့နဲ့အပီးတိုင်အနိုင်ယူဖို့ပါဒါပေမဲ့ပြိတ္တကြီးကရောဒီထိတ်တိုက်တွေ့ဆုံမှုကဘယ်အချိန်မှဖြစ်ပျက်မယ်လို့ထင်ပါတယ်လေပြီးတော့အမေရိကန်ကဥရောပကိုစွန့်ခွာသွားရင်ဥရောပကသူ့ရဲ့တာဝန်ရေးကိုခိုင်ခန့်အောင်လုပ်ဖို့အချိန်လုံလောက်မယ်လို့သင်ထင်ပါသလားနေတို့နိုင်ငံတွေအားလုံးပေါင်းပြီးတိုက်ရင်ရောရုရှားကိုအအောင်မြင်မြင်ခုခံနိုင်မယ်လို့ထင်ပါသလားထင်မြင်ကြလေးတွေကိုအောက်ကကွန်ကမှာရေးပေးကြကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်